မက်ဘုတ်တုံငယ်တဲ့73နှစ်တာအတွက်ကြောင့်2012ကစားတဲ့ကျွန်တော်ရဲ့မက်ဘုတ်ခီကျွန်တော်မက်ဘုတ်တွေတုံလာတာ2012ကလေးကဆိုတော့အခုဆို73နှစ်တောင်ကျော်သားခဲ့ဒီ73နှစ်တာကာလအတွင်းမှာမက်ဘုတ်နဲ့ပတ်သက်ပြီးကြုံတွေ့ခဲ့ရသမျှအကောင်းဆုံးတိထတဲ့နေပုံသူတာတွေပါတယ်တုံးဝင်လဲဘလို့အချက်လက်တွေကတင့်အတွက်တကယ်အကျိုးရှိလဲဆိုတော့အသေးစိတ်နဲ့ပုံဝင်လေးလေးများဝယ်ပေးခြင်းပါတယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးမက်ဘုတ်အကြောင်းကိုဘူသူတာတွေအများကြီးရသွားလိမ့်မယ်လို့အားမခံပါတယ် ကျွန်တော်ပါကြောင်းမက်ဘုတ်ကိုရွေးချယ်ခဲ့တာလဲ2012ကစတဲ့ခရီးစားနဲ့ထူးခြားချက်တွေ2012ခုနှစ်တုန်းကကျွန်တော်ကွန်ပျူတာအသစ်တစ်လုံးဝယ်ဖို့စဉ်းစားနေရပေါ့အဲ့တုန်းကဆိုရင်တော့ Windows Laptop တွေပဲခေတ်စားနေရဒါပေမဲ့ဒီဇိုင်းပိုင်းကိုစိတ်ဝင်စားတဲ့သူဆိုတော့မက်ဘုတ်ရဲ့တက်ရတဲ့ဒီဇိုင်း Aluminum coated နဲ့ Premium ဆန်တဲ့တိဆောက်ပုံမြင်တော့ချက်ချင်းကိုသဘောကျမိခဲ့တယ် Apple ရဲ့ Mac OS ကတင်ငင်မှုနဲ့လုံခြုံရေးကလည်းအရန်ကိုဆွဲဆောင်ပါတယ်ကျွန်တော်တို့ ID သမားအတွက်ကတော့ Virus တွေနဲ့ Malware တွေဝင်မှမျိုးကိုစိုးရိမ်ကြမလို့တာက တကယ်ကိုစိတ်ချရပါတယ်အဲ့ဒီချိန်တုန်းကဝယ်ခဲ့တဲ့ Mac ပုံမှာဆိုရင် DVD drive လည်းပါပါသေးတယ်အခုနောက်ပိုင်း laptop တွေမှာတော့မတွေ့ရတော့ပါနောက်ပြီးတော့ Mac စိတ် charger ကလည်းတကယ်ကိုတီထွင်းဆန်းသက်တဲ့အချက်ပါပဲမတော်တဆကြိုးဆွဲမိရင်တော့ကွန်ပျူတာပြုတ်မကြအောင်တန်လိုက်အားနဲ့ကတ်ထားတာက laptop အတွက်တကယ်ကိုအကောင်အဝယ်ပေးပါတယ်ဒီလိုအသေးစိတ်ကြတဲ့စဉ်းစားမှုတွေကအစကတည်းက MacBook ကိုရွေးချယ်ပြခဲ့တဲ့အကြောင်းရင်းတွေပါ73နှစ်တာအတွင်းပြောင်းလဲလာတဲ့ MacBook နဲ့အတီးကတိုးတက်မှုတွေဒီ73နှစ်တာအတွင်းမှာ MacBook တွေတည်တည်တတ်တာပြောင်းလဲတိုးတက်လာပါတယ်ဒါကိုလည်းအားလုံးသိပါတယ် ပထမတစ်ခုကတော့စွမ်းဆောင်ရည်ပေါ့နော် Intel processor ရည်နဲ့စားခဲ့တဲ့ motherboard တွေကအဲ့ဒီကလေးကတော်တော်လေးကောင်းမွန်တဲ့စွမ်းဆောင်ရည်ကိုပေးခဲ့တာပါဒါပေမဲ့2020မှာ Apple ကကိုယ်ပိုင် Apple Silicon တွေကိုပြောင်းလဲလိုက်တော့ performance ပိုင်းက Intel ထက်ပိုပြီးတော့မြန်သွားတယ်ဒီ chip တွေရဲ့အဓိကအသာချက်က CPU, GPU, RAM နဲ့ Neural Engine တွေကို chip တစ်ခုတည်းအပေါ်မှာပဲပေါင်းစပ်ထည့်သွင်းထားတာကြောင့်အချက်လက်ပို့ဆောင်မှုတော့ကအရင်အထက်ပို့ပြီးတော့အစာပေါင်းများစွာပို့ပြီးတော့မြင်လာပါတယ်။ဗီဒီယိုတိကျတာမျိုးတွေ၊ဓာတ်ပုံပြင်တာမျိုးတွေ၊ 3D modeling လောက်တာမျိုးတွေမှာတိတိတသာမြင်လာတယ်။ ဖန်တန်လည်းမကြတော့ပဲအေးစစ်စစ်ပဲအလုပ်လုပ်နေတာကတကယ်ကိုကျဉ်းတ်ဆရာကောင်းတယ်အပူထွက်တာလည်းတည်တည်တတနေတော့ပါတယ်ဒီဇိုင်းနဲ့ပေါ်ပါမှုအပိုင်းမှာဆိုရင်နှစ်တွေကြာလာတဲ့နည်းမြမက်ဘုတ်တွေကပို့ပြီးတော့ပါလွာပြီးတော့ပေါ်ပါလာတယ်2012တုန်းကမက်ဘုတ် Pro တွေကအခုခေတ် laptop တွေနဲ့ရှင်နည်းနည်းလေးထူပြီးတော့လေးတယ်နောက်ပိုင်း Retina display ပါတဲ့ model တွေကစပြီးတော့ပို့ပေါ့လာတယ် optical drive တွေမပါတော့တာပေါ့တွေကိုရှော့ချလိုက်တာစတဲ့ဒီဇိုင်းတိုင်းပြောင်းလဲမှုတွေကလည်းပေါ်ပါမှုကိုအထောက်အပံ့ပြုခဲ့တယ်ခရီးသွားတဲ့ခါမျိုး အပြင်မှာအလုပ်လုပ်တဲ့အခါမျိုးဆိုရင်တဲရတာပို့ပြီးအဆင်ပြေလာဒီဇိုင်းပိုင်းကတော့နှစ်တွေဘလောက်ကြာသွားပြီမဲ့ခင်မကုန်မဲ့လှနေတော့မဲ့လို့ကျွန်တော်ကတော့ခံစားရတယ်ဘက်ထရီတက်တဲ့နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်73နှစ်တာအတွင်းမှာတကယ်ကိုတိုးတက်လာတဲ့အရာပါ အရင်တော့အင်တဲချစ်တင်နေဆိုရင်တစ်ခါအားသွင်းထိုင်9နာရီ6နာရီလောက်ပဲခံမိမယ်အခု Apple Silicon chip တွေရဲ့ power efficiency ကောင်းမွန်တာကြောင့် battery တက်တန်းကတနေကုန်အသုံးခံတဲ့အဆင့်ထိတောင်ရောက်လာတယ်။တချို့ model တွေဆိုရင်16နာရီကနေ20ထိတောင်အသုံးပြုနိုင်တာကိုကိုယ်တိုင်လည်းတွေ့ရပါတယ်။ဒါကအပြင်မှာ power outlet ရှာစရာမလိုပဲအလုံးလုံးနိုင်တာ၊တင်တန်းတက်နိုင်တာ၊ခရီးသွားနိုင်တာစတာတွေတည်းတကယ်အရေးကြီးတဲ့အားသာချက်ပါ။ display ဘိုင်းနဲ့ပတ်သက်ပြီးပြောရရင် MacBook ရဲ့ display ရည်သွယ်ကအမြင်နဲ့ကောင်းမွန်ခဲ့တာပါ။ 2012ကနန် retina display တွေတုန်းကတော့တော်တော်လေးကောင်းမွန်ခဲ့ပေမဲ့ retina display တွေပါလာပြီးတဲ့နောက်ပိုင်းမှာတော့ပိုပြီးတော့ကောင်းလာပါတယ် retina display ဆိုတာကလူမျက်လုံးက prism တွေကိုတည်တံ့ခွဲခြားမြင်နိုင်ခြင်းမရှိတဲ့ resolution အဆင့်ကိုပြောတာပါအခုနောက်ဆုံးထွက်တဲ့ model တွေရဲ့ liquid retina xdr display တွေကတော့ တကယ်ကိုအယောင်အသွေးတိကျပြီးပေါ်တော့ပါလာ promotion ဒီပညာပါဝင်လာတာကြောင့် screen refresh rate ကလည်း120 hz ဒီချောမွေ့စွာပြောင်းလဲနေပြီးတော့ video ကြည့်တာတွေ game ကစားတာတွေမှာပို့ပြီးတော့အသက်ဝင်လာပါတယ် contrast ratio ကလည်းမြင်တော့ပုံနေ video တွေကြည့်ရတာအရင်ကောင်လေး fine တွေတော့လုံးကျုံမှုရှိတယ်လို့ခံစားရတယ်အသုံးပြရတာလွယ်ကူမှု mac os ရဲ့ interface ကတကယ်တက်ရပြီးတော့အသုံးပြရတာလွယ်တယ် window ကနေပြောင်းလုပ်နေတဲ့သူတွေတော့ခဏလေးနဲ့အသားကျသွားနိုင်တယ် fine စီမံခံခွဲတဲ့ file တာ app တွေရှာဖွေပြီးတော့ဖွင့်ဖို့ spotlight search တွေကအလုပ်ကိုမြန်ဆန်စေပြီးတော့အချိန်ကုန်တက်တာစေတယ် Mac OS မှာ app တွေကို organize လုပ်တာလဲ launch pad ကလည်း app တွေကိုလွယ်လွယ်ကူကူရှာဖွေသုံးနိုင်ပါတယ် ecosystem integration iPhone iPad Apple Watch စတဲ့ Apple product တွေချိတ်ဆက်ပြီးသုံးရတာကတကယ်အဆင်ပြေတယ် AirDrop နဲ့ Fine အချင်းချင်းကူတာ Universal Clipboard နဲ့ဖုန်းထဲကကူတာတွေကိုကွန်ပျူတာမှာ paste လုပ်တာ Handoff နဲ့တခြား device မှာလုပ်ထားတဲ့အလုပ်ကိုနောက်ထပ် device မှာဆက်လုပ်တာစတာတွေက workflow ကိုတကယ်ချုံးမွေ့စေပါတယ် site car လိုမျိုး feature မျိုးနဲ့ iPad ကို MacBook အတွက်ဒုတိယ monitor အဖြစ်သုံးလို့ရတာမျိုးတွေရလဲထုတ်လုပ်မှုစွမ်းအင်ကိုမြင့်တင်ပေးပါတယ် professional အလုပ်တွေအတွက်လိုအပ်တဲ့ software တွေဥပမာ Final Cut Pro Logic 8 Xcode အဲ့ဒါတွေကို Apple ကိုယ်တိုင်ထုတ်ပေးထားသလိုတခြား industry standard software ဖြစ်တဲ့ Microsoft Word တို့ Photoshop Premiere တို့ကလည်း macOS မှာအကောင်းဆုံး run နိုင်အောင်ဖန်တီးထားတာကိုတွေ့ရပါတယ်ဒါပြင် macOS မှာရတဲ့ unique software တွေကလည်း app store ပေါ်မှာအများကြီးရှိပါသေးတယ်။73နှစ်တာတွင်ကျွန်တော် map ပေါ်မှာလည်း hardware နဲ့ပတ်သက်ပြီးတော့ပြဿနာမျိုးလေးတချို့ရှိခဲ့ပါတယ်။ဒီနေရာမှာ macbook ကိုပြုပြင်ထိသိမ်းမှုနဲ့ပတ်သက်ပြီးဗဟုသုတရရစရာအရေးကြီးတဲ့အချက်လေးတွေပြောပြချင်ပါတယ်။ဒီတော့ဆိုရင် display မှာကျွန်တော်ပြဿနာဖြစ်ခဲ့ဘူး။ Apple Service Center ကိုတက်ပြတော့သူတို့က Wire Entry အတွင်းမှာပဲဆိုပြီးတော့အခမဲ့ပြင်ပေးတယ်။သူတို့ရဲ့ဝန်ဆောင်မှုကတော်တော်လေးကောင်းမွေတော့စိတ်ကျဉ်တဲ့ဆရာကောင်းတယ်။ Apple ကိုယ်တိုင်ပြန်ပြီးပြုပြင်ပေးတာမလို့တရားရဂန်လုံးစစ်ချပါတယ်။ဘာလို့လဲဆိုတော့သူတို့မှာ Moin Original အစိတ်ပိုင်းတွေကိုပဲအစားရှုလဲလဲပေးတာဆိုလို့ Apple ပဲရှိလို့ပါ။ MacBook ရဲ့အစိတ်ပိုင်းတွေကအရင်အတွင်းမြင်တယ်လို့ပဲနီးပညာလည်းမြင်တာကြောင့်ပြုပြင်ထိမ့်သိမ်းလဲလဲတဲ့နေရာမှာဈေးကြီးပါတယ်။ဥပမာဘက်ထရီလဲတာ၊ Display လဲတာစတာတွေကတခြား Windows Laptop တွေထဲတော့ဈေးပိုများပါတယ်။ဒါပေမဲ့ပေးရတဲ့ဈေးနဲ့တန်အောင် အယူအသွေးကောင်းပြီးစိတ်ချရတဲ့ original အစိပ်ပိုင်းတွေကိုပဲပြန်လဲပေးတာကအဓိကအားသာချက်ပါတကယ်လို့ MacBook ကို Apple Service Center ကလည်းလို့တခြားပြင်ပဆိုင်တွေမှာတွက်ပြမယ်ဆိုရင်တော့နောက်ဆက်တွဲပြဿနာတွေရှိလာနိုင်ပါတယ်ဘာလို့လဲဆိုတော့သူတို့က Apple ကထုတ်လုပ်တဲ့မူရင်းအစိပ်ပိုင်းတွေကိုတိုက်ရိုက်မရနိုင်ပါဘူး original မဟုတ်တဲ့အစိပ်ပိုင်းတွေကိုထည့်ပေးလိုက်တာမျိုးဒါမှမဟုတ်အယူအသွေးမမီတဲ့ပစ္စည်းတွေနဲ့ပြင်တာမျိုးတွေရှိနိုင်ပါတယ်ဒါကြောင့်ပြင်ပြီး performance မကောင်းတာ battery တန်းတိုးတာ hardware တွေအချင်းချင်းမကိုက်ညီတာစတဲ့ပြဿနာတွေဖြစ်လာနိုင်ပါတယ် အဆိုးဆုံးက Apple ရဲ့ warranty ပါပြတ်သွားနိုင်တာမျိုးတွေလည်းရှိတတ်ပါတယ်။ဒီတော့ original စိတ်ပိုင်းတွေကိုပြန်လဲပေးနိုင်ကပြန်လဲပေးနိုင်တာက Apple ပဲရှိတယ်ဆိုတဲ့အချက်ကိုသိချလေးမှတ်ထားစေချင်ပါတယ်။ Mac OS မှာ error တက်တာမျိုးတော့တိတ်မကြုံဘူးပေါ့။တစ်ခါတလေလောက်ပဲရှိပါတယ်။သူတို့လေးတွေကလည်း app တွေ crash တာမျိုးလောက်ပေါ့နော်။ဒါကလည်း application နဲ့ပဲဆိုင်ပါတယ်။အဲ့လိုအချိန်မှာ register ချလိုက်ရင်အများအပြည့်အဆင်ပြေသွားပါတယ်။ညီကောင်ချုပ်အနေနဲ့ပြောရရင်တော့ကျွန်တော်ရဲ့73နှစ်တာ MacBook အသုံးဆွဲမှုအတွေ့အကြုံကတော့ကျေနပ်စရာကောင်းတယ်လို့ပဲပြောချင်ပါတယ်။ ဇီရိုကြည့်တဲ့ဆိုပေမဲ့ရတဲ့အရေးတွေစွမ်းဆောင်ရည်တည်ငြိမ်မှုဝန်ဆောင်မှုတွေကတန်တယ်လို့ပြောရပါမယ်။မက်ဘုတ်တွေကကျွန်တော်ရဲ့ပညာရေးခီအလောက်ကန်ခီတွေမှာအမြဲတမ်းယုံကြည်အားထားရတဲ့အဖော်ကောင်းတယောက်ဖြစ်ရှိနေခဲ့ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်။မက်ဘုတ်နဲ့ပတ်သက်ပြီးတော့ကိုယ်တိုင်ကြုံထွက်ခဲ့ရတဲ့အတွေ့အကြုံတွေကိုဗီဒီယိုလေးကနေတစ်ဆင့်မျှဝေပေးနိုင်ခဲ့မယ်လို့မျှော်လင့်ပါတယ်။ဘဟုသုတတွေလည်းအများကြီးရသွားလိမ့်မယ်လို့ယုံကြည်ပါတယ်။